ရှမ်းမြောက်ကမိုင်းကော်မြို့မှာဇေနာကိုအော်တိုဘာ20ရက်မနေ့ညပိုင်းမှာစစ်ကောင်စီလေကြောင်းကနေဘုံကျဲလို့ဒေသခံ2ဦးသေဆုံးပြီး2ဦးဒဏ်ရာရကြောင်းတအန်းတမတော် TNLA ကသတင်းထုတ်ပြန်ပါတယ်။မိုင်းကော်မြို့မှာဇေနာကိုည8နာရီကျော်မှာစစ်တပ်က Jet Fighter နဲ့ပေါင်း250ဘုံနှလုံးလာကျဲခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အမျိုးသား2ဦးအမျိုးသမီး2ဦးသေဆုံးခဲ့ပြီးနောက်ထပ်2ဦးဒဏ်ရာရတယ်လို့ဒီနေ့မနက်ပိုင်းမှာထုတ်ပြန်တာပါ။ ဘုံကျဲမှုကြောင့်နေအိမ်၁၀လုံးနဲ့ဆိုင်ခန်း၅ခန်းလည်းပျက်စီးသွားတယ်လို့ဆိုပါတယ်။ရှမ်းမြောက်ကနောင်ချိုကြောက်မဲနဲ့တီဘောမြို့တို့ကို ပြန်လည်သိမ်းယူပြီးတဲ့နောက် TNLA ထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်ကောင်စီကနေ့တိုင်းဘုံကျဲနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ၁ရက်ကနေအောက်တိုဘာ၁၈ရက်အထိမန်တုံကြောက်မဲတီဘော မိုင်းငော့မိုင်းလုံးနမ်ဆန်နမ်မတူမိုးမိတ်မြို့နဲ့မိုးကုတ်မြို့တွေကိုလေကြောင်းကနေ28ကြိမ်ဘုံကျဲခဲ့ပါတယ်။ဒီဖြစ်စဉ်တွေအတွင်းဒေသခံ42ဦးသေဆုံးပြီး 44ဦးဒဏ်ရာရခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အောက်တိုဘာ19ရက်နဲ့20ရက်တို့မှာလဲနမ်ဆန်မန်တုံမိုင်းငေါ်နဲ့မိုးကုတ်မြို့နယ်တွေကိုလေကြောင်းကနေပုံကျဲလို့ထိခိုက်သေးဆုံးမှုအရေအတွက်ထပ်တိုးလာခဲ့ပါတယ်။စစ်ကောင်စီကဒေသအနှံမှာရပ်သားပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းဒါကြောင့်ဒေသခံပြည်သူတွေစစ်ရေးသတိရှိဖို့လေကြောင်းရန်နဲ့လက်နက်ကြီးရန်ကိုကာကွယ်ကြဖို့ TNLA ကသတိပေးထားပါတယ်ရှင်။